အားလုံးမင်္ဂလာပါဖို့ပထမဆုံးလာကြိုသွားပါတယ်မန်စီးတီးကတော့ကျွန်တော်တို့ဒီလာမယ့်စောင်းအထိပြောင်းရွှေ့ပါဆိုရင်အသင်းရဲ့ညာတောင်မင်းရဲ့ဝက်ဘက်တယောက်ခေါ်ယူဖို့ကျွန်တော်တို့ဒီစူးစမ်းလာခွဲရှိရဆိုပြီးတော့ဥမာနိုကဖော်ပြတာတာတွေ့ရတဲ့ဒီနေရာမှာစီးတီးကိုကြည့်မယ်ဆိုရင်လာမယ့်စောင်းအထိပြောင်းရွှေ့ပါဆိုရင်ဈေးကွက်အတွင်းကွန်ဝေးရောက်နိုင်ခြင်းအာရှိတယ်လို့သတ်မှတ်လို့ရတယ်အခြေရှိမှာဆိုရင်မစီးတီးကိုကြည့်မယ်ဆိုရင်ကျွန်တော်ညတောင်မန်နေရပါဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအော်စကာဘောနဲ့ဆေဘီယိုအာနှစ်ယောက်ကစားနိုင်တဲ့ ဒီနေရာမှာဆိုရင်နှစ်ယောက်လုံးကြည့်မယ်ဆိုရင်ခြေသွန်းကိုကြည့်မယ်ဆိုရင်တာချီတော့အဲအစင်ပြင်းမနေဘူးနှစ်ယောက်လုံးကြည့်မယ်ဆိုရင်ရောကန်နေရတယ်ဆေးပြေကိုကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီနေရာဒီပြောင်းရွှေ့ကစပါးခေါ်ယူဖို့အာစ조사ခဲ့တယ်ဒါပေမဲ့ City ကိုကြည့်မယ်ဆိုရင်အဲပြောင်းရွှေ့ကိုပိတ်ပင်ခဲ့တယ်ဒါအပြင်မှာ City ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီဆေးပြေကိုစကြုပ်သစ်အာချုပ်ဆိုခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီဆေးပြေကိုကြည့်မယ်ဆိုရင်အချိန်တွေကသူရဲ့ကျွန်တော်တို့ဒီခြေသွန်းက လုံးဝကျွန်တော်တို့ဒီအစဉ်ပြေခြင်းရုံမဲ့ဆိုရင်မရှိသေးဘူးဒီနေ့မှာစတီဗီကိုကြည့်မယ်ဆိုရင်သူကခြေစွမ်းပြဖို့ရုံးကန်နေရတယ်အာပြီးတော့ကျွန်တော်တို့ဒီအော်စကာဘောက်ကိုကြည့်မယ်ဆိုရင်အဲအတိုင်းပဲအော်စကာဘောက်ကိုကြည့်မယ်ဆိုရင်သူကအမဲဆိုရင်တကယ်ကိုအကြီးသွေးရှိတဲ့လူငယ်တစ်ယောက်ဖြစ်တယ်ဒါပေမဲ့သူ့ကိုကြည့်မယ်ဆိုရင်ခြေစွမ်းပြဖို့အာရုံးကန်နေရတယ်မက်ဆီဒီကိုကြည့်မယ်ဆိုရင်မက်ဆီဒီကိုကြည့်မယ်ဆိုရင်ညတော်ဝင်နေရပါဆိုရင်တစ်ခါကကျွန်တော်တို့ဒီစေဗီယိုအော်စကာဘော့နှစ်ယောက်လုံးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီခြေသွမ်းပြဖို့ရုံးကန်နေရတယ် ီနေ့မှာစတီးကိုကြည့်မယ်ဆိုရင် MS ဆိုလာမယ်ကျွန်တော်တို့ဒီအပြောင်းရွှေ့တွေမှာဆိုရင်ညတောင်မဲတယောက် MS ဆိုထပ်ပြီးဖွဲ့ယူဖို့စဉ်းစားကောင်းစဉ်းစားနိုင်မယ်အာဒါအပြင်ကျွန်တော်တို့ဒီမှာစတီးကိုကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ရက်တွေတုန်းကအာဝူဒီကိုစိတ်ဝင်စားတဲ့သတင်းတွေပြီးတော့ကျွန်တော်တို့ဒီဆက်မီညိုကိုစောင့်ကြည့်နေတဲ့သတင်းတွေအာတက်ခဲတာတွေ့ရတဲ့ဒီနေရာမှာစတီးကိုကြည့်မယ်ဆိုလာမယ်ကျွန်တော်တို့ဒီစောင့်ကြည့်ပြောင်းရွှေ့တွေမှာဆိုရင်အဆင်ပြေမယ်ဆိုရင်တော့ညတောင်မဲတယောက် MS ဆိုဝယ်ယူကောင်းဝယ်ယူနိုင်မယ်ဆိုရင်တခြားတော့ကျွန်တော်ပြောလို့ကမရသေးဘူး MS ဆိုအဆင်ပြေမယ်ဆိုရင် ဝယ်ယူကောင်းဝယ်ယူနိုင်မယ်အဲဒီအချိန်မှာစီတီကိုကြည့်မယ်ဆိုရင်ညတောင်မန်နေရာအတွက်တစ်ဖက်ကကျွန်တော်ဒီဆမ်မီညိုနဲ့ပြီးတော့ကျွန်တော်ဒီဒီဝိုဒီကိုကျွန်တော်ဒီစိတ်ဝင်စားနေတဲ့ဒီနေရာမှာဆိုရင်ဘယ်လိုမျိုးကျွန်တော်ဒီဆက်ပြီးဖြစ်မလဲအာစောင့်ကြည့်ရမယ်ဒါအပြင်မှာစီတီကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီပြောင်းရွှေ့မှာဆိုတော့ဘက်တရဝယ်ယူဖို့စူးစမ်းလောက်ပဲရှိရဆိုပြီးလဲကျွန်တော်တို့ဒီသိရတဲ့ဒီနေရာမှာစီတီကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အဓိကပြမထိုင်ကမောက်ကြည့်မယ်ဆိုရင်တစ်ဖက်ကယူကာစကသဘရာမန်တိုကိုအာပြမထားနေတဲ့အဲပြောင်းရွှေ့ကိုကြည့်မယ်ဆိုရင်အမဲဆွေလာမယ်ကျွန်တော်တို့ဒီစောင်းဒီပြောင်းရွှေ့မှာ ဖြစ်လာဖို့ရာကတော့ကျွန်တော်တို့အခွင့်အရေးလုံးဝမရှိဘူးဒီနေရာမှာဆိုရင်တစ်ဖက်ကနယူကာဆယ်ကိုကြည့်မယ်ဆိုရင်ပြောင်းရွှေ့ခြေကပေါင်တန်း80ထိအာတက်မဲ့ထားတဲ့တမဲ့ဆိုရင်ကျွန်တော်လာမဲ့ကျွန်တော်တို့ဒီစောင်းအတီပြောင်းရွှေ့ပြန်မှာဆိုရင်ကျွန်တော်ဒီမန်စတီးကအဲ့လောက်ငွေညာကြီးသုံးဖို့ကတော့အစီအစဉ်မရှိလာဘူးဒီနေရာမှာဆိုရင်လာမဲ့ကျွန်တော်တို့ဒီပြောင်းရွှေ့မှာဆိုရင်ဒီပြောင်းရွှေ့ကအမဲ့ဆိုရင်စောင့်ကြည့်ရမယ်ဒါအပြင်ကျွန်တော်တို့ဒီဘန်ချက်ကိုပို့ရကြည့်မယ်ဆိုရင်မန်စတီးကကျွန်တော်တို့ဒီလာမဲ့ကျွန်တော်တို့ဒီနယူကာဒီပြောင်းရွှေ့မှာဆိုရင်တစ်ဖက်ကလီဘရာမိုရဲ့ပြောင်းရွှေ့ကိုတော့မဲ့ဆိုရင်အဲတွန်းဟပ်ပြပြောင်းမဲ့ဆိုရင်လွတ်ဆောင်ဖို့ရှိရဆိုပြီးတော့ အဲရေးထားတာတွေ့ရတယ်ဒီ Diamond City ကိုကြည့်မယ်ဆိုရင်လာမယ့်ကျွန်တော်တို့ဒီ sound ဒီပြောင်းရှုမှာခွန်နိုင်ဘူးဆိုတော့မှလာမယ့်ညတိပြောင်းရှုမှာဆိုရင်တစ်ပတ်ကလေးပဲမနှုတ်ကိုခေါ်ယူဖို့အချိန်မြင့်ရမယ့်ဆိုစူးစမ်းလာဖို့ကျွန်တော်တို့ဒီရှိတယ်ဒီ Diamond City ကိုကြည့်မယ်ဆိုရင်လာမယ့်ကျွန်တော်တို့ဒီပြောင်းရှုမှာဆိုရင်တစ်ပတ်ကကျွန်တော်တို့ဒီညတောင်မန်တယောက်နဲ့အမယ်ဆိုရင်ဘဘက်တရားခေါ်ယူဖို့စူးစမ်းလာဖို့ရှိတယ်မဟုတ်ဆိုဝိုင်ဘက်ကိုကြည့်မယ်ဆိုရင်ခေါ်ယူဖို့ကတကယ်မှစူးစမ်းပါဒီနေရာမှာဆိုရင်ဘယ်လိုမျိုးကျွန်တော်ဒီဖြစ်လာမလဲဒါမှမဟုတ်သူ့ကိုကျွန်တော်ဒီခေါ်ဖို့ထပ်ပြီးတော့စူးစမ်းအောင်လဲအဲစောင့်ကြည့်ရမယ် ဒီနေရာမှာဆိုအဘယ်နေရာကိုကြည့်မယ်ဆိုရင် Man City ကမဲဆိုရင်ဝယ်သိန်းညာထဲတော့ပါတယ်လက်ချက်မှာဆိုရင်ကျွန်တော်တို့ဒီ Nunes ကိုကြည့်မယ်ဆိုရင်အစင်ပြနေတယ်ဒါပေမဲ့ Nunes ကိုကြည့်မယ်ဆိုရင်ပွဲတိုင်း၃လောက်ကမရဘူးဒီနေရာမှာသူ့ကိုအနာပေးရအောင်မယ်ဒီနေရာမှာခူဆာနော့ကိုကြည့်မယ်ဆိုရင်သူ့ကိုအဘယ်နေရာကစားလို့ကျွန်တော်တို့ရတယ်ဒါပေမဲ့ခူဆာနော့ကိုကြည့်မယ်ဆိုရင်သူ့ရဲ့ကျွန်တော်တို့အကောင့်ဆုံး position က center back ဖြစ်တယ်ဒီနေရာမှာ City ကိုကြည့်မယ်ဆိုရင်ခူဆာနော့ကိုသူ့ရဲ့အကောင့်ဆုံး position မှာဆိုရင်ပြန်ပြီးတော့ တုံးရမယ်။ဘာပဲနေရာမှာဆိုရင်ဒီဖက်ကလူနဲ့ကိုကြည့်မယ်ဆိုရင်အချိန်ချိန်မှာဆိုရင်တကယ်ကမှကျွန်တော်တို့ဒီခြေစွမ်းပြနေတယ်။ဒီနေရာမှာဆိုရင်ကိုလူလဲရုံဆိုရှိသေးတယ်။လူဝစ်ကိုကြည့်မယ်ဆိုရင်သူကနောက်တန်းမှာဆိုရင်ကတော့လုံးဝကျွန်တော်တို့အစင်းပြေးနေအောင်ဒီနေရာမှာဆိုရင်သူ့ကိုကွင်းထဲမှာထားပြီးတော့ငါကပို့ပြီးတော့အစင်းပြေးလိုက်မယ်။ဒီနေရာမှာစီးတီးကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီအပြောင်းရွှေ့လေးမှာဆိုရင်အဖက်နေရာကအမဲဆိုရင်တကယ်ကမှခေါ်ယူဖို့ရကအာလိုအပ်တယ်အမဲဆိုရင်စ조사လာလိမ့်မယ်။နောက်တစ်ချိန်မှာဆိုရင်ကျွန်တော်တို့ဒီမန်စီးတီးကတစ်ဖက်ကကျွန်တော်တို့ဒီလီဗာမန်တိုကိုအာစိတ်ဝင်စားနေတယ် ဲ့မဲ့ဆိုရင်နျူကာဆယ်ကိုကြည့်မယ်ဆိုရင်ပြောင်းရွှေ့ချောင်းမယ်ဆိုရင်ပေါင်80လောက်ထိအာတက်မှတ်တာတွေ့ရတယ်။စီတီကိုကြည့်မယ်ဆိုရင်အဲ့လောက်အများကြီးပေးမလား။ဒါမှမဟုတ်တခြားတခြားအဲပြည့်မဲ့တွေပြည့်မထားမလား။အဲစောင့်ကြည့်ရမယ်။ဒီနေရာမှာဆိုရင် Sport Data ဖြစ်တဲ့ကျွန်တော်ဒီ Hugo Viana ကိုကြည့်မယ်ဆိုရင်ဖြစ်ခဲ့တဲ့ကျွန်တော်ဒီအာနွေသည်ပြောင်းရွှေ့မှာဆိုရင်ကျွန်တော် Florian Pisco မရောက်ဒီနေရာမှာဆိုရင် Chaki ကိုအမစတဲ့နေနေပြီးပြောခေါ်ခဲ့တယ်။ Chaki ကိုကြည့်မယ်ဆိုရင် City မှာဆိုတကယ်မဲ့မဲ့ဆိုရင်သူကအကျိုးပြုနေတယ်။မဲ့ဆိုရင်လာမဲ့နွေသည်ပြောင်းရွှေ့မှာဝယ်နေရတယ်။အမစအဲ့လိုမျိုးအဲ့လိုမျိုးထပ်ပြီးတော့ ပြည်မဲ့တဲ့ရှာဖွေမလားစောင့်ကြည့်ရအောင်ဒါမှမဟုတ်ဖက်ကလည်းဘယ်မှာမတော်ဘူးမဆိုရင်ဒီကပြည်မဲ့ဒီကပြည်ဖြစ်ထားပြီးတော့ခေါ်ယူဖို့ကြိုးစားမလားဘယ်လိုမျိုးလုပ်မလဲဆိုတော့ကျွန်တော်ဒီစောင့်ကြည့်ရမယ်ဆိုတော့အလုံးမတလောက်ပဲကျွန်တော်ဒီကောင်းဆုံးနေပါစေရှင်း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 ပြောတော့ပြန်မယ်